ြေဝလုံလောက်တဲ့အိဆက်ချင်းကလူတယောက်ကျမ်းမပျော်ရှင်စေဖို့ရော အသက်ရှည်စေဖို့ကိုပါထောက်ကူပေးနိုင်ပါတယ်။ဒါကြောင့်နေ့စဉ်တိုင်းမှာပြေဝတဲ့အိဆက်ချင်းရှိဖို့လိုအပ်ပါတယ်။အဲဒီတစ်ခါတော့ကမ္ဘာအကျမ်းမဆုံးလူသားတွေရဲ့အိတ်ချိန်စီမင်းရှိခုကြောင်ကိုလေ့လာကြည့်လိုက်ကြအောင်နော်။ကျွန်တော်ကတော့ AM channel မှာကျမရဲ့ဘူးတရာတွေကိုအများအတင်ဆက်ပေးနေတဲ့ဒေါက်တာယူပပဲဖြစ်ပါတယ်။ဒီတော့ဗီဒီယိုလေးကိုစလိုက်အောင်နော်။ Costa Rica ဂရိနဲ့ဂျပန်တို့လိုတတ်ရှည်တဲ့လူများဆုံးရှိတဲ့နိုင်ငံတွေမှာဖိုးတတ်ရှည်ဖွားတတ်ရှည်တွေများတဲ့အပြင်ကျန်းမာရေးလည်းပိုကောင်းကြပါတယ်။ဒါပေမဲ့ယဉ်ကျေးမှုနဲ့လေထဆိုင်ရာလှုပ်ဝက်ချက်ဆိုတာကလည်းတကယ်တော့ထူးထူးခြားခြားရှိမနေပါဘူး။သူတို့ကတဘာဝကြကြလှုပ်လှုပ်ရှားရှားနေတယ်။ဘဝကိုရည်ရွယ်ချက်ရှိရှိအသက်ရှင်တယ်။ဒါမှမဟုတ်နေ့တိုင်းဝါနီတစ်ခွက်တောက်တယ်။ဒါမျိုးပါပဲ။ကမ္ဘာနေရာနှံ့ကနေရာတိုင်းမှာနေဆတူကလှုပ်ရှားလှုပ်ကိုင်မှုတွေကဒီလိုကွာခြားနိုင်နေဆိုပေမဲ့တူညီနေတာတခုကတော့ အိတ်ဆက်ခြင်းအလေးကျင့်ကောင်းမွန်မှန်ကန်တာပဲဖြစ်ပါတယ်။တကယ်တော့အိတ်ဆက်ခြင်းဟာလူကျမ်းမာရေးအတွက်အရန်ကိုအရေးကြီးတာဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်ကကမ္ဘာအကျန်းမာဆုံးလူသားတွေရဲ့အိတ်ချိန်စီးမြင်၈ခုအကြောင်းကိုဆက်ပြီးတော့ပြောပြပေးတော့ပါမယ်။တညကို9နာရီ10နာရီအိတ်ဆက်နားယူနိုင်မှုဦးစားပေးပြောကြပါမယ်။ပိုသေးစိတ်တာရှိပါသေးတယ်။အိတ်ဆက်ခြင်းမှန်ကန်ဖို့ဒီချက်၈ချက်နဲ့ညီမညီကိုကိုကိုပြန်ဆန်းစစ်လို့ရပါတယ်။ပထမချက်ကတော့ကိုအိတ်ဆက်ခြင်းကိုဟောက်သန်နဲ့ဆန်းစစ်ပါ ဥမာဟောက်တန်တိတ်ကျဲတဲ့သူလားအိယာနိုးရင်အရန်မောပန်းနေတတ်လားစတဲ့ဟောက်ချင်းနဲ့ပတ်သက်တဲ့ယောဂလက္ခဏာတွေကိုသတိထားရပါမယ်။နံပါတ်1ကတော့အိယာကင်းတဲ့ခေါင်းကိုတတ်တောင့်တတာအဖြစ်ဆုံးဖြစ်အောင်ထားပါ။တန်ရှင်းမှုနဲ့တတ်တောင့်တတာဖြစ်မှုကိုပါဒန်းတူအလေးထားရပါမယ်။နံပါတ်3အိတ်ချိန်အိတ်ခမ်းမှာအပူချိန်ကိုထိန်းကြည့်ပါ။ဥမာ65 degree Fahrenheit လောက်ထားရင် အကောင်းဆုံးပါပဲ။အဲနောက်တစ်ခုကတော့ အဲ့ရမွေးငယ်မှာမီးလင်းရောင်ကိုရှော့ပါမှောင်နေလို့ရှိရင်လူတွေကပိုအိတ်ပြောကြပါတယ်နံပါတ်5ချက်ကတော့အိတ်ဆက်နေစီမှာအနှောက်ရှက်ပေးမဲ့အလင်းရောင်မျိုးမထားပါနဲ့ဥမာမီးလုံးလေးမှိတ်တုတ်မှိတ်တုတ်ဖြစ်နေတဲ့နှိုးစက်တွေကိုမထားပါနဲ့ဘောနံပါတ်6ကတော့ electronic ပစ္စည်းတွေကိုအနာမထားပါနဲ့ဥမာကွန်ပျူတာ TV လက်ကင်ဖုန်းစတာတွေကိုအိတ်ရပေးနာလုံးဝမထားပါနဲ့နံပါတ်9ကတော့အိတ်ရတဲ့ဖုန်းမကြည့်ပါနဲ့ ဖုံးကြည့်ရင်အဲ့ချိန်ကြီးကျော်သွားပြီးတော့အေးပြတ်တက်ပါတယ်။နံပါတ်၈ကတော့အိပ်ရာထဲမှာအိတ်တာကလွယ်ရင်ဘာမှမလုပ်ပါနဲ့။အိပ်ရာထဲမှာ TV ကြည့်တာတွေ၊မုတ်စားတာတွေ၊လှိမ့်တာစာဖတ်လိုက်လုပ်တာတွေတခြားအလုပ်လုပ်တဲ့အချင်းရှိတဲ့ခါမျိုးတွေမှာနိမ့်နိမ့်ချာချာအိပ်ပျော်နိုင်ကြီးနေပြီးတော့အေးပြတ်တက်ပါတယ်။ဒီတော့အခုကျွန်တော်ပြောတဲ့အချက်၈ချက်တွေကဘယ်အချက်နဲ့ကိုယ်နဲ့ကိုက်ညီပြီးတော့ဘယ်ချက်ကလွဲကျော်နေပါသလဲ။ဒါကြောင့်မလို့အသက်လေးရှိသလိုချင်းအောင်ရိတ်ခိုးလို့လည်းအရေးကြီးပါတယ်နော်။အဲဒီလိုပြောလို့လည်းမထတဲ့အရန်အိပ်ဖို့မလိုပါဘူး။ ရှော့အိတ်ဖို့လည်းမသိမအောင်အိတ်ဆက်ချင်းနဲ့ပတ်သက်တဲ့အမူအကျင့်တိတိလေးတွေကိုပြုပြင်လိုက်တာနဲ့ကျမ်းမာရေးမှာထူးခြားတဲ့ကောင်းကျိုးရရှိလာမှာသိကြပါတယ်။လို့ထလာတဲ့မနက်တိုင်းမှာလူသစ်စိတ်သစ်ကျမ်းမာခြင်းတည်နေမွေးဖွားလာစီမှာမယုံမရှိပါနဲ့။ဒီလိုပြောရင်းနဲ့ပဲကျွန်တော်ဗီဒီယိုလေးကိုညီကုန်းချောလိုက်ပါတယ်။ဒီလိုဗီဒီယိုလေးကိုအများနဲ့တင်ဆက်နိုင်မှုအတွက်ကျွန်တော်တို့ရဲ့ channel လေးကိုအများနဲ့စောင့်မျှော်အားပေးကြပါလို့ပြောရင်းနဲ့ပဲအားလုံးကိုနှုတ်ဆက်လိုက်ပါတယ်။နောက်ထပ်ဗီဒီယိုကြရင်ပြန်တွေ့ကြမယ်နော်။